ဘဘောပါများအားလုံးမင်္ဂလာပါ clock corner နဲ့ပြန်လဲကျေဇူးလိုက်ပါတယ်ကျွန်တော်တို့ဒါအခုလေးတင်ပွဲပြီးသွားတဲ့ Doctor Hospital နဲ့ချက်စီးတို့ရဲ့ပွဲပြီးသုံးတဲ့ချက်လေးကိုလုပ်ပေးတော့မှာဖြစ်ပါတယ်ဒီဗီဒီယိုလေးမစခင်ကျွန်တော် YouTube channel လေးကို like and subscribe လုပ်ပါတဲ့ညီကိုလေးနဲ့ like and subscribe လုပ်ပြီးကုညီပေးတော်လို့ရပါတယ်โอเคအဆုံးဗီဒီယိုလေးကိုဆက်လိုက်ကြအောင် ယူနိုအနေနဲ့ကျွန်တော်အာပြောချင်တာတော့ကျွန်တော်ပွဲကြိုမှာပြောခဲ့လို့ပဲချက်စီလို့အနေနဲ့ဒီတစ်ခါကျွန်တော်ပြန်လဲရှင်ပြိုင်မဲ့ပွဲမှာတော့နိုင်ပွဲတွေပြန်လဲဖော်ဆောင်ဖို့လိုအပ်တယ်လို့ကျွန်တော်ပြောခဲ့လို့ပဲဒီနေ့ပွဲမှာတော့သူတို့နိုင်ပွဲတွေပြန်လဲဖော်ဆောင်ခဲ့တယ်ဗျာသူတို့သူတို့ဒီနေ့ပွဲမှာတော်တော်လေးမှအဝေးကမှတောင်းရောက်ရှင်ပြိုင်တဲ့ပွဲမှာတော်တော်လေးမှခြေစွမ်းပြပြီးတော့ကစားသွားတာတွေ့ရတယ်သူတို့ကျွန်တော်တို့အဲ သူတို့ရဲ့ကွင်းလေကွင်းလေမှာဆိုလို့ရတယ်ဒီနေ့ပွဲမှာတော့ကိုင်းစီတော့တော်တော်လေးမှကောင်းမွန်တဲ့ခြေစွမ်းလေးကိုပြသထားပြီးတော့သူ့အနေနဲ့ကွင်းလေတကြောမှာတစ်ဖက်ကတော်တော်ဟောစပိုင်းရဲ့ကွင်းလေကိုတော်တော်လေးမှစိုးမှုပြီးတော့ကစားထားနိုင်တာကိုကျွန်တော်တွေ့ရတယ်ဒီတော့ကြောင့်လည်းကျွန်တော်တို့သူသူ့စီရနဲ့ပထမဆုံးရသွားတဲ့ကိုကလည်းသူ့စီရနဲ့မြဖြားခံပြီးတော့ရသွားတဲ့ကိုကိုကျွန်တော်တို့အမြင်တွေ့ရတယ်နေ့ရက်ဆိုလို့ရင်ကျွန်တော်တို့ဒီမျိုးကျွန်တော်တို့ဒီတစ်ဖက်ကကျွန်တော်တော်တော်ဟောစပါတော်တော်ဟောစပါတော့ဒီနေ့ပွဲမှာတော်တော်လေးကိုမှကျွန်တော်တို့ ညံ့ငယ်တယ်လို့ပြောလို့ရတယ်။အထူးသဖြင့်ကျွန်တော်ကွင်းလယ်ရောနောက်တောင်ရောမကတိုက်ဆက်ကောတော်တော်လေးဥမှညံ့ငယ်တယ်။အထူးသဖြင့်ကျွန်တော်တို့ကွင်းလယ်မှာဆိုလိုချင်ဒီနေ့ဘောလုံးကတောက်လျှောက်အပြက်တွေများခဲ့သလိုကျွန်တော်တို့လူပေးတွေကလည်းတောက်လျှောက်လို့ကျွန်တော်တို့တပွဲလုံးတိုက်နိုင်ရတော့တော်တော်လေးဥမှမှားခဲ့တဲ့ပုံစံလေးရှိရတယ်။ဒါကကျွန်တော်တို့ချက်စီးရဲ့ကိုပေါက်ကန်သွင်းခြင်းနဲ့တို့အနေနဲ့မြမဆရာဘာမှကိုမလို့မရခဲ့ဘူးလို့ပြောလို့ရတယ်။အဲဒါကြောင့်လည်းသူတို့ကွင်းလင်ရောနောက်တောင် ါလူပေးတွေမှာပြီးတော့တစ်ဖက်လက်ချက်သိစီပဲဘောလုံးကပြန်ပြန်ရောက်နေတယ်။ချက်သိနေတယ်လေဒီနေ့ပွဲမှာကကိုသွန်းတေချာခဲ့မယ်ဆိုလို့ဆိုရင်အပိုင်ခွင့်ရေးတွေရောသူတို့အနေနဲ့နှလုံးသုံးလုံးလုံးရတာကိုလွှဲချော်သွားတယ်။ဒါကြောင့်တို့တို့ဒီနေ့ပွဲမှာတော့1စီးလောက်နဲ့ပဲပွဲပြီးသွားတယ်လို့တော့ကျွန်တော်မြင်တယ်။တကယ်လို့ဒါဒီနေ့ပွဲမှာကအာတော်တန်ဟောဆွားရဲ့ကိုသမားဖြစ်တဲ့ဘီကာရီရောကမကောင်းခဲ့လို့ဆိုရင် ပြီးရင်တစ်ဖက်ကကျွန်တော်တို့အဲချက်စီရဲ့တိုက်စစ်တာပို့ပြီးတော့ဆုံးသက်တေချာခဲ့မယ်ဆိုရင်တော့တေချာတဲ့၃ခုလောက်ကတော့ဖြစ်သွားမယ်လို့တော့ကျွန်တော်ကမြင်တယ်။ Okay ဆိုလို့ရင်ကျွန်တော်တို့အဲအရင်ဆုံးကျွန်တော်တွင်းကိုလေးအရင်ဆုံးပြောလိုက်ရအောင်။အရင်ဆုံးတွင်းကိုကတော့ကျွန်တော်တို့အဲ့ဒီအပထမဆုံးတွင်းကိုမလာခင်ကျွန်တော်ခုနပြောခဲ့လို့ပဲတိုက်စစ်တွေသုံးကြမှုကိုတစ်ချက်လောက်ပြောလိုက်။အရင်ဆုံးတွင်းကျွန်တော်30မိနစ်မိနစ်30လောက်မှာကြောက်ပထိုရပါတယ်။အဲရပါတယ်အဲဘောလုံးကလည်းကျွန်တော်တို့တစ်ခါကတော်တော်ဟောစား ကစားသမားတွေအဲဘောလုံးဖျက်ထုတ်တာဖျက်ထုတ်တော့မကန်တင်တဲ့အချိန်မှာအဲညချက်စီကစားသမားကွင်းလကစားသမားဖြစ်တဲ့အန်ဆုံနဲ့ပြန်ထိပ်ပြီးတော့ပြန်ကြလာတဲ့ဘောလုံးကိုကျွန်တော်တို့အကြောက်ဘက်ကအဲတော်တဟောသမားကိုသမားနဲ့ဟောမိုင်ဝင်တွေ့တော့ကန်တော့ဆရာသမားမကိုသွားခဲ့ဘူးအဲအဲ့ဒီအလုံးကလည်းကျွန်တော်တို့တစ်ဖက်ကတော်တဟောသမားရဲ့နောက်သားမားတွေလို့ပြောလို့ရတယ်ပြီးတော့ကျွန်တော်တို့အဲပထမဆုံးစာရရပါတယ်ကိုအဲ့လိရရတယ်ကိုလည်းတော်တော်လေးမှ ကောင်းမွန်တယ်လို့ပြောလိုက်ရအထူးသဖြင့်ကျွန်တော်တို့တော်တန်ဟောစပါးရဲ့နောက်တန်းအမှားလေးလို့ပဲထပ်ပြီးတော့ပြောပါမယ်အဲဒီမှာနောက်တန်းအမှားလူပိအမှားတွေကနေစပြီးတော့ကျွန်တော်တို့အဲကင်စီတူကင်စီတူရတယ်ကင်စီတူကလည်းပြန်ပြီးတော့ဘောလုံးပြန်ပြတ်တဲ့အချိန်မှာအဲတော်တန်ဟောစပါးကစားသမားဖြစ်တဲ့ပါလင်းညာတို့ကတော့သူတို့နောက်တန်းနဲ့ပြန်တွဲဆော်တဲ့လုံးကိုအဲဘောလုံးပြန်ပြီးတော့တစ်ဖက်ကကျွန်တော်ကင်စီတူကပြန်လိုက်တဲ့အချိန်မှာပြန်ရပြီးတော့သူတို့ကကန်တီတို့ပြန်ထုတ်ပြလိုက်တဲ့လုံးကိုကျွန်တော်အဲ့ချိန်မှာတော့ကျွန်တော်ဂျာဟုတ်ပထဝီကနေတော့အမှားမရှိဘူး ကျွန်တော်ပိတ်သွင်းပိတ်သွင်းပြီးတော့ကျွန်တော်တို့ဝမ်းစည်းနဲ့စပြီးတော့ဥဆောင်တယ်နောက်တလုံးလည်းကျွန်တော်တို့52မိနစ်လောက်ပါ52မိနစ်လောက်ကျွန်တော်ဖူပါလာပေးလိုက်တဲ့အလုံးကိုကျွန်တော်ကျောင်းပထိုလ်နေနဲ့အဲသူ့အနေနဲ့ကန်သွင်းခြင်းကကစားသမားလည်းသူနည်းနည်းလေးစောင်းနေတဲ့စောင်းနေတဲ့ပုံစံမှလည်းပါတယ်လို့ဟိုကျွန်တော်ဖူပါနာပေးလိုက်တဲ့ဘောလုံးကလည်းတော်တော်လေးမှနည်းနည်းပြင်းတဲ့အချိန်မှတော့သူ့အနေနဲ့အဆုံးသက် အဆုံးသက်တစ်ချက်ကကိုသမားတက်တဲ့ကိုသွားပြီးတော့ကိုသမားအနေနဲ့အချင်းအလုံးကလည်းသူ့အနေနဲ့အဲကာကွယ်တော်တော်လေးဥမှာကာကွယ်လိုက်ရတဲ့အတွက်တစ်ဖက်ကကျွန်တော်အဲတော်တော်ဟော့စပါကိုသမားတာမကောင်းလို့ဆိုရင်ချက်သီးတို့အနေနဲ့တော်တော်လေးဥမှာကျွန်တော်တို့၃လုံးတော့ဂိုးရနိုင်ကြည့်အချင်းနေရှိတယ်လို့တော့ကျွန်တော်မြင်တယ် sorry ကျွန်တော်အဲပထမပိုင်းမှာတော့အဲ့ဒီလိုမျိုးပဲ1စီးနေပဲတော့ပွက်ပြီးပထမပိုင်းတစ်ပိုင်းလုံးမှာဆိုလို့ရှိရင်တော်တော်ဟော့စပါအနေနဲ့လည်းတိုက်စစ်ဖွင့်ပြီးတော့ကျွန်တော်တို့ ကစားတော့ကစားတယ်ဒါပေမဲ့ထင်တော့လုံးဝမဖြစ်ခဲ့ပါနဲ့သူတို့ရဲ့ဘောလုံးအပြတ်မှုတွေရပဲဒီနေ့ပွဲမှာအပစ်ဆက်လိုက်ကလည်းလို့တော့မြင်မြင်တယ်ပြီးနေဒုတိယပိုင်းဒုတိယပိုင်းဆက်ဆက်ကျင်းမှာတော့ကျွန်တော်တို့အတိတ်ပြီးတော့မကြခင်မိနစ်50ရေလောက်58မိနစ်ကျော်60လောက်မှာပဲကျွန်တော်တို့တော်တော်အောင်ဆွားနေစပြီးတော့ကျွန်တော်တို့ကစားသမားတွေပြောင်းလဲနေစလို့အဲ့ချိန်မှာသူတို့နေနေတဲ့ Richardson တို့ဘာလို့ထက်တယ်ပြီးလို့ဆိုရင်သူရဲ့အဓိကကစားသမားဖြစ်တဲ့လူမေရိုးတို့ဘာလို့လူသားတွေပြောင်းလဲလုပ်ပြီးတော့သူတို့ တိုက်စစ်ပြန်ပြီးတော့ဖွင့်ပြီးအဲတိုက်စစ်ပြန်ဆင်ရင်လည်းဗျာတိုက်စစ်ပြန်ဆင်ရင်လည်းအချိန်မှလည်းကိုယ်အနေနဲ့လည်းကလာသမားကောင်းနေရှိရဒါမှလည်းဒီနေ့ဒဝဲလုံးတိုင်းတရားဆိုလို့ကွင်းလင်မှာတော်တော်လေးကိုမှညောတော်တဟော့စမားရဲ့ကွင်းလင်တော်တော်လေးကိုမှညံ့နေတယ်လို့ပြောလို့ရတယ်လို့ပြီးရင်သူတို့တိုက်စစ်ဘယ်တောင်မှနှစ်ချက်ကလည်းကျွန်တော်တို့တော်တော်လေးကိုမှညံ့ခဲ့ထင်တယ်လားအလုံးမဖြစ်ခဲ့တယ်လို့တစ်ဖက်ကကျွန်တော်တို့ချက်စည်းရဲ့နောက်တန်းအဲ့လေတော်တော်လေးမှကောင်းမွန်တယ်လို့ပြောလို့ရတယ် ပြီးရင်သူတို့ရဲ့ကစားသမားတော်တော်ဟောစပါရဲ့ကစားသမားဖြစ်တဲ့ဘာပဲရလဲကျွန်တော်တို့အဲ9မိနစ်လောက်မှတည်းကထွက်သွားတဲ့အချိန်လေးတွေရှိတယ်ဗျာအချိန်ကြတော့ဆင်းကျွန်တော်တို့သူတို့ရဲ့အဓိကတိုက်ဆက်သမားဖြစ်တဲ့ကိုလိုမိုအနေနဲ့လည်းထင်တော့အလုံးမဖြစ်ထင်တော့အလုံးမဖြစ်တာလဲကျွန်တော်မြင်ရဆုံးရင်တော့အဲနောက်တန်းနဲ့ကွင်းလင်ရလည်းဘောလုံးတွေပြတ်တယ်ဘောလုံးတွေမှားနေတဲ့အတွက်ကြောင့်တိုက်ဆက်လင်ကိုကျွန်တော်တို့ဘောလုံးတွေပြေးပို့မှုမရောက်တဲ့အတွက်ကြောင့်တိုက်ဆက်သမားတွေကတော့အဲမစွမ်းဆောင်နိုင်တာတော့ကျွန်တော်တို့ဒါတော့တိုက်တော့မထူးဆန်းလို့တော့ပြောလို့ရတယ် ပြီးတော့ကျွန်တော်ချက်သေးချက်သေးတော့ဒီနေ့တိုင်းကမှတော်တော်လေးမှကောင်းခဲ့တာထူးထူးကျွန်တော်တို့ဒီနေ့ပွဲမှာတော့အဲကျွန်တော်အကောင်းဆုံးလို့မြင်တာတော့မောချက်ကိုင်းစီတော့တော်တော်လေးမှကောင်းပါကွင်းလေးရောပြီးတော့ဒီတိုက်ဆက်လိုက်ပါဆိုတော့တော်တော်လေးမှကောင်းမနဲ့ပြီးရင်တသိန်းလုံးရဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေ့ပွဲမှာဆိုလို့ရှိရင်ခန္ဓာချုပ်တို့ပါတော့ဆိုလို့ရှိရင်လည်းအဲကောင်းမွန်တဲ့ခြေစွမ်းတွေကိုပြတ်တာထားနိုင်လို့သူ့အနေနဲ့အဲပိုင်ခွင့်ရေးတစ်ချိန်လာမှတည်းခန္ဓာချုပ်နဲ့လွဲသွားတယ်အဲလွဲသွားတဲ့ တလုံးအောင်လွှဲပြီးတော့ကျန်တဲ့လုံးအောင်တော့ဒီနေ့တိတ်ပြီးတော့ချက်စည်းနေနဲ့ပြပြောစရာမလိုလို့ပြောလဲဒီပြည့်ကျွန်တော်တို့ဒီနေ့ပွဲမှာဒါဂျောက်ပထိုတာတေချာအဆုံးသက်တေချာခဲ့မယ်ဆိုရင်တော့ကျွန်တော်အနေနဲ့ကျွန်တော်ခုနပြောလိုပဲ၃ခုလောက်တော့ရသင့်တယ်လို့မြင်တယ်ပြီးရင်လည်းကျွန်တော်တို့အဲမိနစ်အချိန်ပုံမိနစ်မှာပေါ့တို့လူသားဝင်ကစားသမားလေးဖြစ်တဲ့ကျွန်တော်တို့ဂီတို့ပါတို့ဆက်သမားအပိုင်းကန်သွင်းရကိုသမားဟိုမှာပကားရီရောကသူ့မတို့လဲပြီးတော့တောက်လျှောက်လိုက်နေတဲ့အချိန်မှာသူ့အနေနဲ့ကန်လိုက်တော့မိုးပေါ်ကြီးထောင်းသွား အဲ့လိုမျိုးလုံးလေးတွေပေါ့ဒါပေမဲ့တကယ်လို့ကိုကနိုင်နေတဲ့ချိန်မှာတော့အဲ့လိုမျိုးလုံးလေးကခါသားနေနေတခုဖြစ်ချင်းဖြစ်မှာတကယ်လို့ကိုက1 0ဘီရိုနဲ့ရှုပ်နေမယ်ဆိုလို့ရင် sorry အဲ့လိုမျိုး1 0ဘီရိုဘာလို့နဲ့အဲ့ဒါရှုပ်နေမယ်ဆိုလို့ရင်တော့အဲ့လိုမျိုးမိုးမထောင်ပြီးတော့ကန်သွင်းတဲ့ချိန်တွေကတော့တော်တော်လေးမှနစ်နာပြီးတော့ကစားသမားကိုပို့ပြီးတော့ pressure ပုံမိတယ်မယ်လို့တော့ကျွန်တော်တော့မြင်တယ်။အဲတသိန်းတိုင်းနှစ်သိန်းလုံးတိုင်းတိုင်းရဆိုလို့ရင် တပတ်အရှင်ဖြစ်တဲ့ဒေါက်တာဟော့စပါကတပတ်ကချက်စီကိုဘလို့မှကွင်းလင်ရောတိုက်ဆက်ကောနောက်တောင်ဘလို့မှရှင်းပြန်ပြီးတော့မကစားသွားနိုင်ဘူးလို့လို့မြင်တယ်သူတို့အင်ငွေအားတစ်ခုပဲရှိပြီးတော့တပတ်ကချက်စီကတော့အဝေးကမှလာရောရှင်းပြန်တဲ့ပွဲမှာတော့အကောင်းဆုံးပုံစံနဲ့ကျွန်တော်တို့ရှင်းပြန်ကစားပြီးတော့သူတို့အနေနဲ့အနိုင်သုံးမှတ်နဲ့ထိုက်တန်တယ်လို့တော့ကျွန်တော်မြင်တယ်ညီကိုတွေရောရရှင်းပြန်သွားတဲ့ဒေါက်တာဟော့စပါနဲ့ချက်စီရဲ့ပွဲစဉ်မှာဘလို့မြင်ရလဲဝင်ရောက်စင်းနေမချက်ပြသွားလို့ရပါတယ် လောက်ကြည့်ရှုပေးတဲ့ညကိုတော်ချင်းစံကိုကျေးဇူးများတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုလေးမှာပြန်လည်းဆုံတွေ့ကြတော့ပါဗျာ